အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ရန်ကုန်ကနေတောင်ကျူးမြို့ကိုအောင်မင်္ဂလာအဝေးပြေးရနေဒီနေ့ညနေ6:00နာရီမှာထွက်လာပါပြီကားကတော့ဒလမ်းမစစ်စေးအဲဒီဂိတ်တွေအများကြီးကျော်ဖြတ်ပြီးတဲ့အခါမှာတော့ရက်15မိုင်ရင်ရနာရေးစခန်းမှာည9:00နာရီခွဲမှာကျွန်တော်ရောက်ပါတယ်ကဲဒီမှာတော့အားလုံးဆင်းပြီးတော့အဲ ခင်စားတော့ကြဖို့အချိန်ဖြစ်ပါတယ်ခင်ဗျဒီမှာစောက်တော့စိုင်တန်းနဲ့အများကြီးရှိတဲ့ခင်ဗျာလေအဲကျွန်တော်ကအမ်ဒေါ်မူလဲတော်သူဆိုတဲ့စိုင်တော့ဆိုင်ကိုကျွန်တော်ရွေးဖြစ်ပါတယ်သူတို့ရဲ့အိမ်သားလဲတန်တန်ရှင်းရှင်းနဲ့အဆင်ပြေတယ်ခင်ဗျာကဲဒီတန်းမှာတော့ကျွန်တော်စားတော့နေတဲ့လူတွေကိုချီးရင်းနဲ့ကျွန်တော်အကြိုက်ဆုံးအမေသားနှစ်ကိုမေးကြည့်တဲ့အခါမှာတော့သူတို့ကအမေသား မရောဘူးဆိုတာပြောပြပါတယ်ခင်ဗျကဲဒီမှာကျွန်တော်အကြိုက်ဆုံးဟင်းလျာနောက်တစ်ပွဲဖြစ်တဲ့ဝက်သားအချိုချက်ကျွန်တော်မာမာထားပါတယ်ခင်ဗျမာထားတဲ့ခါလေးလာချပေးတဲ့အခါမှာ အရန်ဟင်းခွက်အနေနဲ့အဲမပြီးချက်ပါရဲ့မြက်ချင်ပါရဲ့ဖြစ်ချင်ကြော်တဲ့အတူမျိုးစုံလေးနဲ့อืมငပီးရေကျိုးလဲဆိုဆက်ဆက်လေးနဲ့ရန်စားတော့ပါတယ်ခင်ဗျဝက်သားဆိုလဲတုံးတုံး အလုံးကြီးကြီးထည့်ပေးထားတာပေါ့နော်ဈေးကတော့13000ပါခင်ဗျ line ပေါ်မှာတင်ထားတာတော့9000ကနေ13000လို့တော့ပြောထားတယ်နော်ညမို့လို့လားတော့ကျွန်တော်မပြောခင်ဗျကဲကားကတော့ကျွန်တော်ဆက်သွားနေပါပြီမနေ့3နိုင်ခွဲမှာတော့မန်လေးတိုင်းမှာရှိတဲ့တာစီ တစ်စီဂိတ်အနားကိုရောက်လာတဲ့အခါမှာကျွန်တော်ခုလိုပဲရင်ရနာပြီးတော့ဒါကိုလည်းတန်ဆင်ဖို့ရဲ့နောက်ရှမ်းပြည်တောင်တက်တောင်တောင်တက်ခရီးတွေမစခင်မှာအစာပြေဘိုက်ပြေးထားဖို့အတွက်ခုလိုစားတောက်ဆိုင်တန်းလေးတွေမှာရပ်ပေးထားပါတယ်ခင်ဗျကျွန်တော်အကြိုက်ဆုံးအမြတ်သွားနေချဆိုင်တစ်ခုဖြစ်တဲ့ဒီစားတောက်ဆိုင်မှာပဲအဆန်ရှယ်ကိုကြီးကခုလိုပဲမနက်စောစောလက်ဖက်ရည်နဲ့တောက်ဖို့ အဲလက်ဖိရင်နဲ့အဲတောက်ပြီးတွဲစားဖို့ဒီကြွေကိုကြော်ပေးထားပါတယ်။ကဲဒီလိုနဲ့ပဲကျွန်တော်ကျန်ဆက်သွားတာအားလုံးစောင့်မျှော်နေကြတဲ့တောင်ကြီးမီးပုံပြန်ပဲကျင်းပါတဲ့ညိုမီးမီးပုံပြန်ကွင်းရဲ့ပြင်ကြိုတင်ပြင်ဆင်မှုလေးတွေကိုလည်းအခုလိုအာအပ်ဒိတ်အနေနဲ့ကျွန်တော်တင်ပြပေးထားပါတယ်။မီးပုံပြန်ဖွင့်ပွဲကတော့အောက်တိုဘာ29ရက်နေ့ကနေချိန်ချိန်တည်းကျင်းပမှာဖြစ်ပြီးတော့အာနိုဗ ెంబ ာ နိုဝင်ဘာပထမပတ်အတွင်းမှာအာချိန်ချိန်တဲ့အာပျော်ရွှင်စွာကျင်းပမှာဖြစ်ကြပါဖြစ်ပါတယ်ခင်ဗျကဲအားလုံးပဲတဲ့အာတောင်ကြီးမီပုံပြံပွဲကိုအလဲလာကြမဲ့သူများအခုကျွန်တော်အာတောင်ကြီးဆောင်ရကြီးအေးစိမ့်နေပြီမို့အနှွေးထဲတူတူလေးလေးဝတ်လာခဲ့ကြပါနော်အားလုံးပဲတာယာပြောရွှင်တဲ့ခီစင်လေးဖြစ်ကြပါစေလို့ကျွန်တော်တောင်းကြီးမျိုးမျိုးမီမီပုံပြန်ခွင့်ရနေနှုတ်ဆက်လိုက်ပါတယ်။ကဲအားလုံးပဲတတ်တာ